မင်္ဂလာညချမ်းပါရှင်အော်တိုဘန်24ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရင်ထွန်လင်းတင်ဆက်ပေးသွားတော့မှာပါဒီနေ့ညပိုင်းသတင်းတွေမှာတော့မြမအေးနဲ့ပတ်သက်ပြီးအာဆီယံထရိုက်ကအစည်းအဝေးကိုဒီကနေ့မှာကျင်းပခဲ့တဲ့တဲ့မာရီမျိုးကနေကလေးမျိုးကိုတင်ဆောင်ရောင်းဝယ်တဲ့ငွေကျပ်14ဘီလီယံကျော်တန်မိုးရှိတဲ့စိတ်ကြွရည်သွေးစေပြား65သိန်းကျော်နဲ့ဘိန်းဖြူ29ကီလိုကျော်ကိုကလေးမျိုးနယ်မှာဖန်ဆင်းရမိခဲ့တဲ့တဲ့ ကမ်ဘောဒီးယားရဲတပ်ဖွဲ့ကနိုင်ငံဖြတ်ကျော်စိုက်ဘာရာဇဝတ်မှုတွေမှာပါဝင်တယ်လို့ယူဆတဲ့တောင်ကိုရီးယားနိုင်ငံသား58ဦးကိုဖမ်းဆီးခဲ့တဲ့တဲ့။မြောက်ကိုရီးယားက hypersonic ဒုံးကျည်တွေအသုံးပြုပြီးလက်နက်စနစ်အသစ်ကိုစမ်းသပ်ခဲ့တဲ့တဲ့။ပနာတီနိုင်ကိုစ်အသင်းကိုကင်တွေဖို့ Benitez သဘောတူညီမှုရရှိခဲ့ပြီး Green League ရဲ့လစာအများဆုံးနှိပြဖြစ်လာတဲ့ဆိုတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ ဥဆောင်သတင်းတပုတ်အနေနဲ့မြမအရေးနဲ့ပတ်သက်ပြီးအာဆီယံထရိုင်ကအစည်းအဝေးကိုဒီကနေ့မှကျင်းပခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာ58ကြိမ်မြောက်အာဆီယံအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေပြုလုပ်ဖို့စီစဉ်ထားမှုနဲ့အတူမြမအရေးနဲ့ပတ်သက်ပြီးအာဆီယံထရိုင်ကအစည်းအဝေးကိုဒီနေ့အောက်တိုဘာ24ရက်နေ့ကပြုလုပ်ခဲ့တယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတွန်းဆာရီမိုဟာမက်ဟန်ဆန်ကပြောကြားခဲ့ကြောင်းပနားမသတင်းမှာဖော်ပြထားပါတယ်။ အော်တိုဝါ24ရဲ့မိုးလဲဝိုင်းမှာအစိုးရအာဆီယံထရက်ကအစည်းအဝေးကိုကျင်းပခဲ့တာဖြစ်ပြီးမကြာသေးမီကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အခြေအနေတွေမြန်မာနိုင်ငံရဲ့ကာလကြာရှည်ဖြစ်ပွားနေတဲ့နိုင်ငံရေးပဋိပက္ခကိုငြိမ်းချမ်းစွာနဲ့ပေါင်းစုံပါဝင်ပြီးရေရှည်တည်တဲ့နယ်အခြေတခုရရှိရတဲ့အတွက်အာဆီယံရဲ့အာထုပ်ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီးအဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အာဆီယံထရိုက်ကအစည်းအဝေးကို2023ခုနှစ်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးအရင်အာဆီယံဥက္ကဋ္ဌလက်ရှိအာဆီယံဥက္ကဋ္ဌနဲ့နောက်တက်လာမယ့်အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူရတဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တဲ့သုံးဖွင့်ဆိုင်အစည်းအဝေးတစ်ခု ဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပျက်နေရတဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အာဆီယံမိတ်ဖက်တွေကိုပြောပြတော့မှာပါလို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားခဲ့ပါတယ်လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဟာအခုနှစ်ဖေဖော်ဝါရီနဲ့မေလတွေမှာ မြန်မာနိုင်ငံရဲ့တန်ဆန်ရအဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံခဲ့တယ်လို့လည်းအန်ဝါကပြောကြားခဲ့ပါတယ်။မရင်မြို့ကနေကလေးမြို့ကိုတင်ဆောင်ရောင်းဝယ်တဲ့ငွေကျပ်14ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်တွရည်သွတ်ဆေးပြောင်း65သိန်းကျော်နဲ့ဖိန်းပြူ29ကီလိုကျော်ကိုကလေးမြို့မှာဖမ်းဆီးရမိခဲ့တဲ့တဲ့တွင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲမြို့ကနေသခိုင်းတိုင်းဒေသကြီးကလေးမြို့ကိုတင်ဆောင်ရောင်းဝယ်တဲ့ငွေကျပ်14ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြား65သိန်းကျော်နဲ့ဘင်းပြူ29ကီလိုကျော်ကိုကလေးမြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ပူပေါင်းဖွဲ့ဟာစက်တမ14ရက်ညနေ9:00ခွဲအချိန်တရင်အရကလေးမြို့နယ်ကြည်ကုန်းကျေးရွာအနီးမှာ ငိမ့်ချမ်းမော်ခေါ်ကလာလီမောင်းနေလာတဲ့ Foland အမျိုးအစားမော်တော်ယာဉ်ကိုစစ်ဆေးရှာဖွေရာရေမောင်းကနေစိတ်ကြွရည်သွေးဆေးပြား65တသမ2သိန်းကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်ဆေးဖော်ထုတ်ချက်အရစက်တမ19ရက် နေ့လယ်7:00နာရီခွဲအချိန်ဖမ်းဆီးရမိတဲ့စိတ်ကြွရည်သွေးဆေးပြားတွေကိုတင်ဆောင်ရမှာပိုးပေါင်းပောင်ဝင်သူထူအောင်ကျော်ကိုသခိုင်းမြွနဲ့ညောင်ပင်စင်ကျေးရွာအနီးမှာဖမ်းဆီးရမိခဲ့ပြီးသူ့ရဲ့ဖော်ထုတ်ချက်အရ ဖန်စီရမည့်စိတ်ကြွရည်သွေးဆေးပြားတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းမားရယ်မြို့ကနေကလေးမြို့ကိုတည်ဆောင်ခိုင်းသူဟာမန်တုံမြို့နယ်နေဖန်စီဖို့ကြံတဲ့ရောရှုဖြစ်ကြောင်းအလားတူမွေရည်ဆေးပွားတွေကိုမားရယ်မြို့ဘက်ကနေတည်ဆောင်လာကြောင်းသတင်းခွင်ဆက်အရဆက်လက်ဖန်စီရမည့်ရေးဆောင်ရွက်ခဲ့ရာအော်တိုဝါ73ရက်ညနေ၄နာရီခွဲအချိန်မွေရည်ဆေးပွားတာစီနေနေရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေပါတဲ့ပိုးပေါင်းအခွဲဟာ ကလေးမျိုးတောင်ဖီလာရက်ကွက်မှာကြော်သေးမောင်းနေလာတဲ့ Foland အမျိုးအစားမော်တော်ယာဉ်ပေါ်ကနေဘိန်းဖြူ29.3ဒသမ23ကီလိုကိုဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရမိတဲ့ဘိန်းဖြူတွေကိုဝယ်ယူသူပေါင်ရှန်ဟောက်ခေါ်ကိုချင်းကို အိနေညနေ9နာရီအချိန်ကလေးမျိုးစမှုဆောင်သွားလမ်းမှာမော်တော်ဆိုင်ကယ်တစ်စီးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်စစ်စေးဖော်ထုတ်ချက်အရဘိန်းမျိုးတွေကိုမရရမျိုးကနေကလေးမျိုးနယ်ကိုတာဝန်ခံတင်ဆောင်ခဲ့သူတွေဖြစ်တဲ့လီလေးကိုအိနစ်ညနေ6နာရီအချိန်မှာ ကလေးမြို့မင်္ဂလာဥယျာဉ်ရပ်ကွက်မှာရှိတဲ့ဟိုတယ်တစ်ခုမှာ၎င်းစိုးမြင့်ခေါ်ကလားလေးကိုအော်တိုဝါ16ရက်ညနေ9:00အချိန်လာရှိုးမြို့ရပ်ကွက်9မှာ၎င်းအသေးသေးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ဖန်စီယမိမှုဖြစ်စဉ်မှာစိတ်ကြော်ရည်သူဈေးပြား65ဒသမ2သိန်းဒေတာတံမိုးငွေကျပ်73ဒသမ34ဘီလီယံနဲ့ဘိန်းဖြူ29ဒသမ23ကီလိုဒေတာတံမိုးငွေကျပ်1ဒသမ4615ဘီလီယံစုစုပေါင်းဒေတာတံမိုးငွေကျပ်14ဒသမ939ဘီလီယံကိုဖန်စီယမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ဆေးပေါ်ပေါက်ချက်တွေအရဖန်စီယမိတဲ့မွေးရည်ဈေးဝရီကိုရှမ်းပြည်နယ်မြောက်ပိုင်းမာရဲမြို့ကနေစကိုင်းတိုင်းဒေတာကြီးကလေးမြို့ကိုတင်ဆောင်ရောင်းဝယ်တာဖြစ်ကြောင်းသိရတဲ့အတွက် ၎င်းတို့ကိုမူရင့်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးခွင့်ဆက်ပြုမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။မြောက်ကိုရီးယားက hypersonic ဒုံးကျည်တွေအသုံးပြုပြီးလက်နက်စနစ်အသက်ကိုစမ်းသပ်ခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ hypersonic ဒုံးကျည်တွေကိုအသုံးပြုတဲ့လက်နက်စနစ်အသက်တစ်ခုကိုစမ်းသပ်ခဲ့ကြောင်းမြောက်ကိုရီးယားကအော်တိုဝါ23ရက်ကပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်ကလည်းမြောက်ကိုရီးယားရဲ့ဒုံးကျည်ပြလုံမှုကိုအောက်တိုဘာ22ရက်ကထောက်လန်းသိရှိခဲ့ကြောင်းနဲ့ဒါဟာလအနေငယ်အတွင်းမြောက်ကိုရီးယားရဲ့ပထမဆုံးလက်နက်စမ်းသပ်မှုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာကျင်းပတော့မယ့်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC အစည်းအဝေးမတိုင်မီရက်ပိုင်းအလိုမှာမြောက်ကိုရီးယားကအခုလိုဒုံးကျည်တွေပြင်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အပါအဝင်ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်သွားမှာပါ။ အခုဆန်သက်ခဲ့တဲ့လက်နက်စနစ်အသက်ဟာမြန်ကိုရီးယားရဲ့မိမိကိုယ်ကို ခုခံကာကွယ်တဲ့နည်းပြဟာမြောက်စွမ်းဆောင်ရည်တွေကိုပုံမှန်အစင်းမြင့်တင်နေဖို့ကို ပြသတဲ့ရှင်းလင်းတဲ့သက်သေအထောက်အထားတစ်ခုဖြစ်ကြောင်းမြန်ကိုရီးယားစစ်တပ်ရဲ့ထိပ်သီးအရာရှိပတ်ဂျုံချွန်ကပြောတယ်လို့ကရီးယားနိုင်ငံပိုင် KCN နဲ့သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ဒါပြင်ဒီဆန်သက်မှုဟာဖြစ်နိုင်ခြင်းရှိတဲ့ရန်သူတွေကိုစန့်ကျင်တဲ့မဟာဗျူဟာမြောက်အချင်းချောင်းအဟန့်အတားကိုမြင့်တင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ ဒီတုံးချီစမ်းသပ်မှုကိုမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်တက်ရောက်ကြီးစုခဲ့ခြင်းရှိမရှိကိုတော့ထုတ်ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ KCNA ရဲ့ဖော်ပြချက်မှာအတန်ထက်မြန်တဲ့ hypersonic တုံးချီနှစင်းကိုပျော်ရွှမ်းမြို့တော်တောင်ဘက်ကနေပြစ်လွတ်ခဲ့ပြီးနိုင်ငံအရှိမြောက်ပိုင်းမှာရှိတဲ့ပြင်းထန်တဲ့ခုကိုထိမှန်ခဲ့ကြောင်းဖော်ပြထားပါတယ်။ KCNA ကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာတုံးချီတစ်စင်းဟာလေထဲမှာပြန်တန်းနေပြီးပြင်းမှတ်ကိုထိမှန်ပေါက်ကွဲတဲ့ဓာတ်ပုံတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကနိုင်ငံချွတ်ကျော်စိုက်ဘာရာဇဝတ်မှုတွေမှာပါဝင်တယ်လို့ယူဆတဲ့တန်ကိုရီးယားနိုင်ငံသား58ဦးကိုဖမ်းဆီးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါကမ္ဘောဒီးယားအာဏာပိုင်တွေဟာနိုင်ငံချွတ်ကျော်စိုက်ဘာရာဇဝတ်မှုတွေမှာပါဝင်တယ်လို့ယူဆတဲ့တန်ကိုရီးယားနိုင်ငံသား58ဦးကိုဖမ်းဆီးခဲ့တယ်လို့အစိုးရကော်မရှင်တစ်ခုကအော်တိုဘာ23ရက်ကပြောကြားခဲ့ပါတယ် ကြံပြန့်ဆန္ဒတွေမှာလှုပ်လှုပ်ကိုင်နေတယ်လို့တန်တရားရှိတဲ့တောင်ကိုရီးယားနိုင်ငံသားဒါဇင်ချီကိုနေရက်ပြန်လဲပို့ဆောင်ခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာအခုလိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒေါ်လာဘီလီယံချီကြံပြန့်လုပ်ငန်းဟာလက်တလုံးနှစ်တွေအတွင်းကမ္ဘာရီးယားမှာဖောင်းပွားလာခဲ့ပြီးအဲ့ဒီလုပ်ငန်းတွေမှာလူပေါင်းထောင်ချီပါဝင်နေပြီးတချို့ကတော့မိမိသဘောဆန္ဒအလျောက်ပါဝင်ခဲ့ပြီးတချို့ကတော့စနစ်တကျအစီအစဉ်ထားတဲ့ရာဇဝတ်မှုအဖွဲ့တွေရဲ့တောင်းအားပေးမှုကြောင့်ပါဝင်ခဲ့ရကြောင်းကြွမ်းကျင်သူတွေကဆိုပါတယ်။ဖနမ်ပြည်မြို့တော်မှာ ကြားဖြတ်လုပ်ငန်းလုပ်ကိုင်နေတယ်လို့ယူဆတဲ့အဆောက်အုံတစ်ခုကိုဒေသခံအာဏာပိုင်တွေကအော်တိုဝါ22ရက်ကဝင်ရောက်ဆင်းနှင်းခဲ့တယ်လို့ကမ္ဘောဒီးယားရဲ့စိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင်ကဆိုပါတယ်။ တင်းစင်စင်ရဲ့အတွင်းတောင်ကိုရီးယားနိုင်ငံသား59ဦးနဲ့တရုတ်နိုင်ငံသား29ဦးကိုဖမ်းမိကြောင်းကော်မရှင်ကဆိုပါတယ်။အာဏာပိုင်တွေကကွန်ပျူတာ126လုံးနဲ့ဖုန်းလုံး30ကိုသိမ်းဆည်းရရှိခဲ့ကြောင်းလည်းဆိုပါတယ်။တရင်းဖက်ကုန်ခန်းကကမရီးယားဟာကြားဖြတ်စင်တာတွေမှာပါဝင်မှုအတွက်တန်ရရှိတာကြောင့်ကမရီးယားနိုင်ငံမှာဖမ်းဆီးခံထားရတဲ့တောင်ကိုရီးယားနိုင်ငံသား64ဦးကိုနေရက်ကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံသား950ခန့်ဟာကမ္ဘောဒီးယားနိုင်ငံကိုလွန်ခဲ့တဲ့နှစ်ကဝင်ရောက်ခဲ့ပြီးတဲ့နောက်မိမိသဘောဆန္ဒနဲ့စန့်ကျင်ပြီးဖမ်းဆီးခံထားရတာဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကလွန်ခဲ့တဲ့သတင်းပတ်ကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားမှာတောင်ကိုရီးယားနိုင်ငံသားနှစ်သိန်းဝန်းကျင်ရှိပြီးအဲ့ဒီကတထောင်ခန့်ဟာကမ္ဘောဒီးယားကြားဖြတ်စင်တာတွေမှာတောင်ကိုရီးယားနိုင်ငံသားတွေကိုပိတ်မှတ်ထားပြီးလိမ်လည်မှုတွေလှုပ်ဆောင်နေကြအောင်အော်တိုဝါ15ရက်အစောပိုင်းကတရားဝင်ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်တောင်ကိုရီးယားအစိုးရကအော်တိုဝါ15ရက်မှာကမ္ဘောဒီးယားရဲ့နေရာတချို့ကိုခရီးသွားလာခွင့်တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ပါနာတီနိုင်ကုစ်အသင်းကိုကင်တွယ်ဖို့ဘီနီဒက်စ်သဘောတူညီမှုရရှိခဲ့ပြီးဂရီလီရဲ့လဆာအများဆုံးနီးပြဖြစ်လာတဲ့ဆိုတဲ့အကြမ်းသတင်းကိုတင်ဆက်ပေးမှာပါ။ကလပ်အသင်းများစွာကိုကင်တွယ်ခဲ့တဲ့စပိန်နီးပြဘီနီဒက်စ်ဟာဂရီကလပ်ပါနာတီနိုင်ကုစ်အသင်းကိုကင်တွယ်ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။ Real Madrid အသင်းရဲ့လူငယ်ကစားသမားဟောင်းဖြစ်ခဲ့ပူတဲ့ Benitez ဟာ Liverpool, Inter Milan, Napoli, ရီယယ်မက်ဒရစ်စတဲ့ထိပ်တန်းအသင်းများစွာကိုကင်တွယ်ခဲ့ဖို့သူဖြစ်ပြီးပါနာတီနိုင်ကိုစ်အသင်းဟာသူ့အတွက်18အသင်းမြောက်ကင်တွယ်တဲ့အသင်းအဖြစ်မှတ်တမ်းဝင်မှာဖြစ်တယ်လို့သိရပါတယ်။ကင်တွယ်ခဲ့သမျှအသင်းတွေရဲ့အောင်မြင်မှုအရရှိခဲ့ဆုံးကတော့လေဗာပူးအသင်းဖြစ်ပြီးချန်ပီယံလိနဲ့ FA ဖလားတွေရယူနိုင်ခဲ့တာပါ။65နှစ်အရွယ်ဘီနီတက်စ်ဟာ ပါနာတီနိုင်ကိုစ်အသင်းနဲ့နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးတနှစ်လစာယူရို၃တက်သမ၄ခွန်တန်းရရှိမှာဖြစ်တာကြောင့်ဂရီလီရဲ့လစာအများဆုံးနည်းပြအဖြစ်အမှတ်တမ်းဝင်မှာဖြစ်တယ်လို့လည်းသိရပါဗျ။ဗီနီတက်စ်ဟာဆယ်ဒါဘီကိုအသင်းနဲ့၂၀24မလမှာလမ်းခွဲခဲ့ပြီးကြတဲ့ကအသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီးအင်္ဂလန်မှာပြန်လည်နည်းပြခွင့်ရဖို့မျှော်လင့်ခဲ့ပေမဲ့မဖြစ်မြောက်ခဲ့ပဲဂရီမြေကိုပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။ အော်တိုဝါ24ရက်နေ့ည7:00နာရီညပိုင်းတဲ့နေ့ကိုတိုင်းရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရရှင်။တာယာအေးစက်နဲ့ညချမ်းလေးဖြစ်ပါစေ။